ချစ်သူဟောင်းကောင်းပြည့်အတွက်မင်္ဂလာဆောင်ဝတ်စုံတွေကိုကိုယ်တိုင်ဆင်ပြန်ပေးခဲ့လို့လူပြောများလေးစားခံနေရတဲ့မာကြီးဆန်မင်္ဂလာပါပရိသတ်ကြီးအိမ်အခုလက်ရှိမှာတော့လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာလူပြောများနေတယ်ခင်ဆန်းဝင်းရဲ့အကြောင်းအရာကတော့အမျိုးသမီးပရိသတ်တွေကမိကက်ခင်ဆန်းဝင်းအပေါ်မှာလေးစားမှုတွေလည်းရှိနေပြီးခင်ဆန်းဝင်းရဲ့စိတ်ဓာတ်ကိုချီးကျူးနေကြတာလည်းဖြစ်ပါတယ်မိတ်ကပ်ခင်ဆန်းဝင်းကတော့မြန်မာနိုင်ငံကမိတ်ကပ်လောကမှာနှစ်ယောက်မရှိနိုင်တဲ့မိတ်ကပ်ပညာရှင်တအူးဖြစ်တယ်လို့ နာမည်ကြီးမိတ်ကက်ဆရာတအူးလေးဖြစ်ပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာတော့ကောင်းပြင်းနဲ့တန်နာဘူတို့ရဲ့မင်္ဂလာပွဲတက်ဝစ်ဆုံပြပွဲအခမ်းအနားတစ်ခုမှာမိကက်ခင်ဆန်းဝင်းအနေနဲ့ချစ်သူဟောင်းဖြစ်သူကောင်းပြင်းအတွက်မင်္ဂလာဝစ်ဆုံတွေကိုသူကိုယ်တိုင်ဆင်မြန်းပေးခဲ့ပြီးတော့မိကက်တွေပါပြင်ဆင်ပေးခဲ့ကအင်တာဗျူးတချို့မှာဖြေချမှုရှိခဲ့တာလည်းဖြစ်ပါတယ်မိကက်ခင်ဆန်းဝင်းနဲ့ကောင်းပြင်းတို့အခြေအနေတွေကလည်းပြောစရာဖြစ်လို့လာခဲ့ပါတယ်တရုတ်ဆောင်ကောင်းပြင်းကတော့မော်ဒယ်မင်းသားမဖြစ်လာခင်မှာ ခေဆိုင်ဝင်းရဲ့ခြေသူတွေဖြစ်ခဲ့ကြတာဖြစ်ပြီးမော်ဒယ်မင်းသားဖြစ်ဖို့အတွက်ကိုလည်းခေဆိုင်ဝင်းကအစအစအရာရာပံ့ပိုးပေးခဲ့တာလည်းဖြစ်ပါတယ်။ကောင်းပြေကမင်းသားဖြစ်သွားပြီးတဲ့အချိန်မှာတော့မာကြီးစန်းကိုထားခဲ့ပြီးတော့တန်နာဘုံနဲ့တွဲခုတ်ခဲ့တာဖြစ်ကြောင်းသတင်းတွေထွက်ပေါ်လာခဲ့ပြီးနောက်ပိုင်းမှာတော့တန်နာဘုံနဲ့ကောင်းပြေတို့ဆုံတွဲကအခုချိန်ထိရွှေလက်တွဲလာခဲ့ကြတာဖြစ်ပါတယ်။အခုလက်ရှိမှာတော့ကောင်းပြေနဲ့တန်နာဘုံတို့ကချစ်သူတက်တန်းဆယ်စုနှစ်တခုကျော်လာခဲ့ပြီးဖြစ်ပြီးတော့ ပြီးခဲ့တဲ့လပိုင်းအနေငယ်မှာတော့စိစက်ကြောင်းလန်းထားတာဖြစ်ပြီးကာလရှည်ကြတဲ့ချစ်သူတွေအဖြစ်နဲ့လည်းပြိသက်တွေအားကြပြီးတော့လေးစားရတဲ့ဆုံတွဲလို့ပြောရမှာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာတော့မာကြီးဆန်းကကောင်းပြင်းတဲ့တန်တာဘူတို့ကိုပွဲတစ်ခုမှာမင်္ဂလာဆောင်ဝတ်စုံတွေကိုဆင်မြန်းပေးခဲ့ရတာဖြစ်ပြီးအခုလိုဆင်မြန်းပေးရတဲ့အကြောင်းတွေကိုအင်တာဗျူးတွေမှာဖြေကြားခဲ့တာလည်းဖြစ်ပါတယ်။မာကြီးဆန်းကမောင်ကောင်းတဲ့တန်တာဘူကိုမာကြီးကိုယ်တိုင်မင်္ဂလာဆောင်ပေးလိုက်တယ်။ဖန်းရံကိုမကြိုက်ပေမဲ့လည်း ဧည့်အယောင်ပဲရွေးပေးထားပါတယ်။မာကြီးကဘသူ့ကိုမှအပူမပေးချင်ပါဘူး။ဖြစ်ခဲ့တာတွေအတွက်လည်းဘသူ့အပေါ်မှာမှအာဃာတမထားပါဘူး။လူတိုင်းကိုမေတ္တာပဲပေးချင်တယ်ဆိုပြီးဖြီလာခဲ့တာကြောင့်ပြည်သက်တွေကမာကြီးဆန်းရဲ့စိတ်နေသဘောထားကိုလေးစားနေကြပြီးတော့ချစ်သူဟောင်းဖြစ်တဲ့ကောင်းပြင်းနဲ့တန်တာဘူတို့အတွက်မင်္ဂလာဝတ်ဆောင်ဆင်မြန်းပေးခဲ့တဲ့အပေါ်မှာလည်းလူပြောများခဲ့တာဖြစ်ပါတယ်။မိကက်ခင်ဆန်းဝင်းကတော့အခုလက်ရှိမှာတက်ကြီးရွယ် OLGPD တွေအတွက် နားကိုစရာနေရာတစ်ခုကိုဖန်တီးတည်ထောင်ပြီးမှဖြစ်ကြောင်းကိုလည်းသိရှိရပါတယ်။